မင်္ဂလာပါခင်ဗျာလက်ဗနွန်ဇာတိပြင်သစ်နိုင်ငံသားနမေကျော်ဆိုင်ဆရာအင်မင်မာလော့ဘီရဲ့လက်ရာ ဖြစ်တည်မှုတစ်ခုပေါင်းဆက်မှုအတဲ့တွင်ဆိုရဲစောင်းပါလီကိုတင်ဆက်ပြရစီဆိုင်ဆရာမောင်မြင့်ဆောင်မှပါတပြန်ထားပါတယ်လက်ဗနွန်ကနေထွက်ခွာပြီးပြင်သစ်မှာအခြေစိုက်ဖြစ်တဲ့1986ခုနှစ်ကစလို့အချိန်များစွာအမိခံရတာရှိပါတယ်စိတ်စေတနာကောင်းနေပဲမေးကြတာပါမေးတဲ့မိကွန်းက ခမားကကုကုကုလေဗနွန်လို့ပို့ထင်လားပြင်သစ်လို့ပို့ထင်လားဆိုတဲ့မိကွန်းမှာနှစ်ခုစလုံးပဲလေလို့ပြန်ဖြေလိရှိပါတယ်မြတ်တာအောင်လို့တွေးပြီးပေးတဲ့အဖြစ်မဟုတ်ပါဘူးတခြားအဖြစ်ပြီးရင်ကျုပ်လိန်နေတာပဲဖြစ်မှာမို့ပါတခြားသူတရားမဟုတ်ပဲကျုပ်ဟာကျုပ်ရဲ့လို့ဖြစ်နေတာကနိုင်ငံနှစ်ခုဘာသာစကားနှစ်မျိုးသုံးမျိုးဒလိထုံးတမ်းအတွေ့အတွေ့နဲ့အဲ့ဓာတွေရဲ့ပေါင်းစုဖြစ်တည်မှုမဟုတ်ပါလား ကျုပ်ရဲ့အတိမတ်ပုံ identity ကိုအဲ့ဓာတွေကဆုံးဖြတ်တာပဲလေအဲ့ဓာတွေဖြတ်တောက်ပြန်မှာကျုပ်ကစစ်မှန်သူဖြစ်မှာလားမေးလာတဲ့သူတွေကိုကျုပ်ကစိတ်ရှိရှိနဲ့ရှင်းပြပါတယ်ကျုပ်ကလေဘနွန်မှာမွေးပြီးအသက်28နှစ်တည်နေခဲ့တယ်အာရဗီဘာသာစကားကကျွန်တော်ပထမဦးဆုံးတက်တဲ့ဘာသာစကားပဲတီကင်တို့ဒူးမာတို့ရဲ့ဝတ္ထုတွေကိုအာရဗီဘာသာပြန်နဲ့ဖတ်ခဲ့ရတာတောင်တန်းတွေကကျုပ်ကြွားလေးမှာအင်မတန်ပြောခဲ့တာပေါ့ အဲ့ဒီမှာအဖိုးဖွားတွေရဲ့ပုံမြင်ဇလန်းတွေကြားခွင့်ရခဲ့တယ်။နောက်ပိုင်းဝတ်တူရေးတဲ့အခါအဲ့ဒီဇလန်းတွေက အထောက်အကူဖြစ်ခဲ့တာပေါ့။အဲ့ဓာတွေကိုကျုပ်ဘယ်လိုလုပ်မိနိုင်ပါမလဲ။အဲ့ဒီထုံးဖွဲ့တွေကိုဘယ်လိုဖြေလွတ်ပြစ်နိုင်ပါမလဲ။တစ်ဖက်မှာလည်းပြင်သစ်မြေပေါ်မှာနေလာတာ22နှစ်ရှိပါပြီ။သူ့ရေ၊သူ့ဝိုင်းကိုတောက်တုံးပြီးနေစဉ်နဲ့အများသူ့ရဲ့ကြောက်တုံးတွေကိုထိတွေ့ဖျက်ဆီးနေခဲ့တာ။ကျုပ်ရဲ့ဝတ္ထုတွေကိုလည်းပြင်သစ်လိုပဲရေးခဲ့တာ။ ြင်တစ်ကတစိမ့်တရံနိုင်ငံဘယ်လိုလုပ်ဖြစ်နိုင်တော့မှာလဲပြင်တစ်တဝက်လေဘနွန်တဝက်လားအဲဒါလည်းမဟုတ်သေးဘူးဖြစ်တည်မှုသတ်မှတ်ပုံတွေကိုအဲ့ဒါလိုအခန်းခွဲလို့မှမရတာနှစ်ပိုင်းပိုင်းသုံးပိုင်းပိုင်းဆိုတာမျိုးတွေလုပ်ဖို့သူ့မှာရှင်းလင်းနေနေမိမှမရှိတာအကြောင်းအရာအစုံစုံကပေါင်းဆက်ပုံဖော်တဲ့ဖြစ်တည်မှုတစ်ခုသာကျုံမှာရှိပါတယ်အမျိုးမျိုးဖြစ်တည်မနေပါဘူး တခါတခါအဲ့လိုရှိရှိဝေးဝေးရှင်းပြပြီးသွားရင်တစုံတယောက်ကရင်းရင်းနီနီတီတိုးပြောတာလည်းရှိပါတယ်။အဲ့လိုပြောတာတွေကတော့ဟုတ်ပါပြီ။ခမည်းရဲ့စိတ်အတွင်းထဲမှာတော့အမှန်တကယ်ဘယ်လိုခံစားသလဲတဲ့။ဒီမေးခွန်းကိုအချိန်တော်တော်ကြာကြာ ပြုံးမိခဲ့တာရှိပါတယ်။ဒီခေတ်ဒီအခါမှာတော့မပြုံးနိုင်တော့ပါဘူး။လူတွေမှာရှိတဲ့အနေရလဲများတဲ့တူလဲတူနေကြတဲ့သဘောထားတစ်ခုကိုအဲ့ဒီမေးခွန်းကလှည့်ဟပြနေလို့ပါ။ စိတ်အတွင်းထဲမှာအမှန်တကယ်ဘယ်သူဆိုတဲ့မေးခွန်းကကျုပ်တို့တယောက်စီတိုင်းမှာမွေးကလေးကပါလာတဲ့ဘယ်တော့မှအပြောင်းလဲမဖြစ်တဲ့တသက်တာဆုံးဖြတ်ပြီးသားဖြစ်တည်မှုတိမတ်ပုံပါလာတဲ့ဆိုတဲ့အတိတ်ပဲဖြစ်နေပါတယ်လွတ်လပ်တဲ့လူတရားဖြတ်တန်းခဲ့တဲ့လမ်းတွေရရှိခဲ့တဲ့ယုံကြည်မှုတွေသူရဲ့ချစ်ခင်ညှိတွယ်မှုတွေတိမ်မွေးတဲ့နူးညံ့တဲ့ရိုက်ခတ်မှုတွေဒါတွေအလုံးကအရင်မကြည့်ဘူးဆိုတဲ့စီကိုရောက်သွားပါတယ်ဒီနေ့ခေတ်အခါကြီးမှာ မကြာခဏဖြစ်လေရှိတာက လူတွေကိုခမ ्या ကပဲသူလဲခမ ्या ရဲ့တိမှတ်ပုံ identity ကဘာလဲပြောပြစမ်းပါလို့တောင်းဆိုခင်ရတာပါဒီလူမေးခင်ရတဲ့အခါအခြေခံဖြစ်တည်မှုလို့ပြောကြတဲ့ဘာသာရေးလူမျိုးရေးအမျိုးသားရေးဖြစ်တည်မှုတွေကိုပဲထုတ်ဖော်ဝင်ကြွားရလို့တခါတခါဒေါသတင်တဲ့အဆင့်ထိပါပဲကျုပ်တို့အားလုံးကစုံလင်ရှုပ်ထွေးတဲ့ဖြစ်တည်မှုတွေနဲ့ပါဗျာလို့ပြောမိရင်တော့ဘေးတွန့်ပို့ခင်ရဖို့များတာပါပဲ။ အဲဂျီးရီးယားမိဘနှစ်ပါးကနေပြင်သစ်မှာမွေးတဲ့လူငယ်တယောက်ဟာရင်ကျေးမှုနှစ်ခုရဲ့အစိတ်ပိုင်းဆိုတာမြင်မရပါဘူးနှစ်ဖက်စလုံးလဲယူမယ်ဆိုရင်ယူသင့်ပါတယ်မြင်သာအောင်နှစ်ဖက်စလုံးကိုပြောရတော့လဲပဲတကယ်တော့သူ့ရဲ့ဖြစ်တည်မှု ပုဂ္ဂလိကအခြေအနေမှာဗတ်ပေါင်းမြောက်များစွာပါဝင်မှာပါဘာသာစကားယုံကြည်မှုနေထိုင်မှုပုံစံမိသားစုနဲ့ဆက်စပ်ရေးအမှုပညာနဲ့အစားအသောက်ယာတာခံစားမှု ပြင်သစ်ဥရောပအရှေ့တန်းစသည်တို့ရဲ့တက်ရောက်မှုတွေပါဝင်နေပါလိမ့်မယ်ဒီလိုဆုံးလင်ကြွယ်ဝမှုကိုခံယူဖို့အားပေးကြမယ်ဆိုရင်ဒီလူငယ်မှာလွတ်လပ်ကြွယ်ဝစွာနေဖို့စီပင်လာတဲ့တွေ့ကြုံတွေရှိပါတယ်အဲ့ဒီလိုမဟုတ်ရင်တော့အခြားတစ်ဘက်က စိတ်ဖိစီးစရာလမ်းဖြစ်ပါတယ်ပြင်တက်လို့ပြောရင်တော့တင်းခွဲတစ်စပေါက်လို့ကြည့်ကြမဲ့သူတွေရှိပါတယ်။အေဂျီးရီးယားရဲ့တမိုင်းနဲ့ယဉ်ကျေးမှုကိုအခြေခံပြီးပြောမိပြန်တော့လဲမယုံကြည်တာရန်လူတာခင်ရနိုင်တယ်။ ရိုင်းမီရဲ့တပတ်မှာတော့အချိန်လေးကပူပူပြိတိမ်မွေ့ပါတယ်။လွန်ခဲ့တဲ့နှစ်30လောက်ကဂျာမနီနိုင်ငံဖရန့်ဖော့မှာမွေပြီးဂျာမနီမှာပဲတခြားလုံးနေခဲ့သူတယောက်ဟာဂျာမန်စာနဲ့စကားကိုသူ့မိဘတွေရဲ့ဘာသာစကားထက်ပူပြီးကျွမ်းကျင်ပါတယ်။ဒါပေမဲ့လေဂျာမန်လူအဖွဲ့အစည်းအတွက်ကသူဟာဂျာမန်မဟုတ်ပါဘူး။တူရကီတွေအတွက်ကလည်းသူဟာအမှန်တကယ်တူရကီမဟုတ်တော့ပြန်ပါဘူး။နှစ်ဖက်လုံးရဲ့ယဉ်ကျေးမှုအမွေကိုခင်ယူနိုင်ပါစေပေါ့လို့ပုံမှန်ယူဆကြပါလိမ့်မယ်။ တကယ်တမ်းတော့ပေါင်းဆက်ဖြစ်တည်မှုနဲ့တဟဇာတာဖြစ်ကြပါစေလို့စိတ်ပိုင်းဆိုင်ရာအရာဥရိအရာ ခွင့်ပြုပေးမထားကြပါဘူးအထက်မှာပြောခဲ့တာတွေကကြောက်စိတ်ထဲရောက်လာတဲ့ဥမာနှစ်ခုပါအဲ့ဒီလိုမျိုးတွေအများကြီးပြောနိုင်ပါတယ်အဲဂရိတ်မှာဆပ်လူမျိုးအဖြစ်နဲ့ခရိုအက်အမေကမွေးခဲ့သူတပ်စီနဲ့အိမ်တော်ပြုတဲ့ဟူတူအမျိုးသမီးလူမဲအဖြစ်နဲ့ဂျူးအမေကမွေးတဲ့အမေရိကန်စသဖြင့်ရှိကြပါတယ်ရှာရှာပါပါကိစ္စတွေပါဗျာလို့တချို့ကပြောကောင်းပြောပါလိမ့်မယ် ရိုးရိုးသားသားပြောပြရစီရှာရှာပါပါလို့ကျွန်တော်မထင်ပါဘူးစုံလင်ရှုပ်ထွေးတဲ့ဖြစ်တည်မှုတိမှတ်ပုံ complex identity ဆိုတာက အထက်မှာပြောခဲ့တဲ့နမူနာတွေမှာရှိတာမဟုတ်ပါဘူးလူတစ်ယောက်ချင်းစီဟာမတူတဲ့ဆက်နွဲဆက်ခံ ဖြစ်တည်မှုအစုံစုံနဲ့ကြုံဆုံနေရသူကြီးပါ လူတွေမှာရင်နာရတဲ့ရွေးချယ်မှုတွေလောက်ဖို့အထိလဲတွန်းပုတ်ခင်ရပါတယ်တချို့မှာမြင်တာပေမဲ့တချို့မှာတော့နီးကပ်သွားမှမြင်နိုင်တာမျိုးပါ အကယ်၍များလူတွေဟာဖြစ်တည်မှုတိမတ်ပုံအဆုံဆုံးနဲ့မနေကြရဘူးဆိုရင်တစ်ဖက်ဖက်ကိုရွေးရမယ်လို့အမြင်နဲ့တွန်းပို့ခံနေရရင်မင်းတို့မျိုးနွယ်စုတွေစီကိုပြန်သွားကြလို့အမိန့်ပေးခံနေရရင်ကမ္ဘာလောကရဲ့အခြေခံလေပတ်ပုံကိုစိုးရင်ပူပန်ကြပါတော့မယ်ရွေးချယ်ခိုင်းတာတို့ကိုယ့်နေရာကိုပြန်သွားဖို့အမိန့်ပေးတာတို့ကိုဘယ်သူတွေကပြောစုစေခိုင်းနေတာလဲအဖက်ဖက်မှာရှိတဲ့အဆုံးရောက်တွေလူမျိုးရေးသမားတွေကသာပြောနေကြတာမဟုတ်ပါဘူး ခင်ဗျားလည်းပါပါတယ်ကျွန်တော်လည်းပါတယ်တိတိကျကျပြောရရင်အဲ့ဒီလိုတွေးခေါ်ပုံကကျုပ်တို့အားလုံးထဲမှာအမြင့်တွေနေတာကိုဒီကျင်းမြောင်နဲ့ရိုးရှင်းလွန်းနေတဲ့တရေတီဆန်နဲ့သဘောထားကစုံလင်ရှုပ်ထွေးမှုအဖုံဖုံတိမတ်ပုံအစုံစုံကိုတခုတည်းပဲရှိရမယ်လို့ဒေါသတကြီးကြင်ညာခိုင်းနေတာကိုအဲ့ဒီအတွေးပုံစံကတားတက်သမားတွေထုတ်လုပ်မှုပုံစံမျိုးပဲဗျာလို့သာကျုပ်တော်လေအပန်ကုန်ဟစ်ချင်တော့တာပဲဗျာ တင်တို့အနေနဲ့ဒီအကြောင်းအရာကိုနားဆင်ပြီးပြီဆိုရင်အောက်ပါမိကုံးလေးတွေကိုဆွေးနွေးစီကြပါတယ်။လူတစ်ယောက်ရဲ့အမျိုးမျိုးသောဖြစ်တည်မှုတွေကနေတစ်ခုကိုပဲရွေးရမယ်လို့နာကျင်ကြေကွက်ရတဲ့အထိပြားပေးခံရတဲ့အခြေအနေမျိုးတွေရှိတယ်လို့ဇာယီသူကဆိုပါတယ်။ကိုဘွားတွေမှာဟောအဲ့ဒီလူမျိုးအခြေအနေတွေကြုံခဲ့ရပါသလား။ကိုလူအဖွဲ့စည်းတွေမှာဟောအဲ့ဒီလိုအခြေအနေမျိုးတွေမြင်တွေ့နေရတာရှိပါသလား။ တခုကိုပဲရွေးရမယ်ဆိုတဲ့ဖိအားတွေကဘယ်ကလာပါသလဲတရေဒီဆန်နဲ့တတ်မှတ်ချက်တွေကိုစွဲကင်ပြီးဒီလူအဖွဲ့အစည်းထဲမှာဒါကိုပဲရွေးချယ်ရမယ်လို့ဖိအားပေးသူတွေထဲမှာကိုကိုတိုင်ရောပါဝင်နေပါသလားနားဆင်ပြီးကြတာအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ